မီးဖို့ ქვენ အခုခေတ်ကျွန်တော်တို့မီးဖို့ ქვენ ကဒီလိုပုံစံမျိုးပေါ့နော်ဒီလိုပုံစံတော့ဒါကဘလူဖွဲ့စည်းတိစောက်ထားတယ်ဆိုတာကိုပြထားတဲ့ပုံစံအဲ့တော့သူ့ကိုဒီတိုင်းဆိုလို့ရှိရင်မျက်စိရှုပ်သွားမယ်အဲ့တော့အရင်ဆုံးဘလူဘလူလဲဆိုတော့ကျွန်တော်ကြည့်ကြနော်အမီးဖို့ ქვენ အမီးဖို့ ქვენ လျှက်စစ်မီးဖို့တွေမှာအရင်ခေတ်နဲ့မတူတော့ဘူးဒါကအလုံးဖိတ် ქვენ ယူခေါ်နော်အဲ့တော့ဘလူမျိုးတွေမှာဆိုရဲဆိုလို့ရှိရင်ဒါဆိုရင်အရင်ခေတ်ကကျွန်တော်မီးဖို့တွေအရင်ကမီးဖို့တွေဆိုတာဒီခလုံး ქვენ ကိုခွေထည့်ထားတယ်ခွေထားရရဲလာလို့ရှိရင်အပေါ်အိုးတင်ချက်ပြုတ်ကြတယ်အဲ့တော့ဘာပြဿနာတက်လာလဲဆိုရင်မီးဖို့ ქვენ လေးတွေက อะปูจ่องมอเตอร์ไซค์ยုံးပြီးတော့အိုးလာထင်အိုးကဓာတ်လိုက်နေပြဿနာမျိုးကြုံမှုရဲ့နောက်ပြီးတော့ဒီကောင်လေးကဒီခရုံးကွိုင်ဆိုမဲ့လေတုနဲ့ထိတာများလို့ရှိရင်အောက်ဆိုက်ဖြစ်လာတယ်အောက်ဆိုက်ပေါ့နော်လေတုကအောက်ဆိုက်ဖြစ်လာလို့ရှိရင်ကြာလို့ရှိရင်ဆွေးမြေ့ပျက်စီးသွားတာကိုကြုံရတယ်ခဏခဏလဲရပါတော့ဒီကောင်စက်အတူတူပါပဲဒါတွေကခုတော့တုံးနေပါသေးတယ်တိတ်ရောခက်မမှီတော့ပေါ့နော်ဒီကောင်မျိုးတွေဒီကောင်မျိုးတွေအလုံးပိတ်ကြီးဖို့ရေသူကတခါတည်းအလုံးပိတ်ထည့်တာနိုင်ခရုံးကွိုင်ပေါ့နော်မှကျွန်တော်လေ့လာကြည့်မယ်အဲ့တော့ဒီကောင်ကစောစောကပိုက် ပိုက်ချောင်းဒီပိုက်ချောင်းကြီးပေါ့နော်ဒီပိုက်ချောင်းကြီးကိုမြင်ရမယ်ပိုက်ချောင်းရဲ့ဒီဘက်ထိပ်ဘက်ကဒီအစနှစထွက်သွားမယ်ဒီမှာ line နဲ့ neutral နဲ့ချိန်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီ꽌ကြီးပူလာမယ်အဲ့တော့ तू ကဘယ်လိုဖန်နေကြလဲဆိုလို့ရှိရင်ဒီမှာ nichrome 꽌လေးတွေအရင်ကမြင်နေတဲ့ nichrome 꽌လေးတွေကိုပတ်ထည့်ထားတယ်အပူ꽌ပေါ့နော်အပူ꽌လို့လည်းခေါ်တယ် nichrome wire ကိုပတ်ထည့်ထားတယ်ပတ်ထည့်ထားပြီးတော့မှတန်ပိုက်ထည့်ကိုတွင်းတယ်တန်ပိုက်ထည့်ကိုတွင်းပြီးတော့မှ mechanism outside အမှုန်နေရပိတ်လိုက်တာအဲ့ mechanism outside အမှုန်နဲ့စွိုင်းရတာ तू ကရက်စစ်လည်းမကူဘူး အပူစွန့်လာလဲကောင်းတယ်ပူစွန့်အောင်ကောင်းတဲ့ခါထဲကကွန်ရပူလာနေမက်ဂနီဆီယမ်အောက်ဆိုင်းမှုန်တွေဖြတ်ပြီးတော့ပြန်တန်ပိုက်ကြီးကိုလာပူစေတယ်အဲ့ဒီနည်းနဲ့သူကစီစဉ်ထားတာတအားပူပြင်းထန်တယ်အဲ့တော့ဒီကောင်ကဘာဖြစ်သွားလဲဆိုရင်အထဲမှာအော်သူ့လေနဲ့မထိအောင်ပိတ်ထားရတဲ့ကြောင့်နှစ်ပေါင်းများစွာအကြာကြီးခံသွားတယ်အဲခါကျတော့လေအရေးတွင်းညံ့တဲ့ဟာမျိုးနဲ့တွေ့လို့ရှိရင်လေကွန်ပြတ်သွားစီကွန်ပြတ်သွားလို့ရှိရင်ဒီကောင်ကြီးကမပူတော့ဘူးနောက်တစ်ခါပြဿနာတစ်ခုကဒီကောင်ပူလာတဲ့အတွက်ဒီထဲကမက်ဂနီဆီယမ်အဲ sorry မီခရုံးဝါယာလေးကမတိမတာဒီတန်ကိုယ်တွေလာထိတာတယ်အဲ့ဒါမျိုးဆိုရှင်အိုးတွေထက်လိုက်တဲ့ပြဿနာတက်တော့တာအိုးတွေထက်လိုက်နေအိုးတွေထက်လိုက်နေဘာကျိုးဆက်သွင်းမလဲမပြတ်ဘဲနဲ့အိုးထက်လိုက်ကြတော့အဲ့ကောင်ကတက်လိုက်တာနောက်တစ်ခါဘလို့ဖြစ်တတ်လေးဆိုရင်များသောဖြင့်ဒဲနီဒီမှာဖြစ်တတ်တယ်ဒဲနီဒီမှာဘလို့ဖြစ်လဲဆိုရင်ဒီနေရာမှာလျှက်ဆင်းလွတ်ထားတယ်သူကဒီနားမှာစီကြီးအငွေ့ကြီးကူးလာတယ်ဒီထိတ်မှာဒီထိတ်လေးကနီးနီးလေးဘလောက်မှမဝေးဘူးဒါလေးတွေက9မီလီမီတာ6မီလီမီတာလောက်ပဲရှိတယ်နီးနီးလေးအဲ့တော့စီကြီးစီငွေ့နေဆိုလျှက်ဆင်းကဘွားနှင်း90ရှိတယ်ဆိုတော့ ဘိုအားများတဲ့အရှိန်နဲ့ပြီးတော့ဒီကောင်ကနေပြီးတော့စီငွေကြီးငွေနဲ့တရားလှမ်းပြီးဒီကိုကူးတက်လိုက်တယ်။အဲ့ဒါမျိုးဆိုလေဒန်နီဝေးတက်လိုက်တယ်။အဲ့တော့ဒီနေရာလေးကိုတန်ရှင်းလေးလုပ်ပြီးရင်ကောင်းသွားတာမျိုးလည်းရှိပါလေ။အဲ့တော့ဒီမှာပြန်ဆွေးနွေးကြည့်မယ်ဆိုရှင်ဒီမှာ9မီလီမီတာအထူရှိတယ်။မြေကြီးနဲ့ပိတ်ထားတယ်။ဒါထိဆမှာပြီးလို့ရှင်10မီလီမီတာရှိတယ်။မြေသားနှစ်ဆင့်နော်။ဒီမြေသားနှစ်ခုကတစ်ခုနဲ့တစ်ခုနဲ့ဖွဲ့စည်းပုံမတူပါဘူး။ ဓာတုဗေဒပစ္စည်းသဘောမျိုးရောထားတာเนาะ edit လုပ်ထားလို့ခေါ်တယ်။ပြုရှင်ဆီလီကွန်လျှက်ကာနဲ့ထိမှအုပ်ထားတယ်။ဆီလီကွန်လျှက်ကာဆိုတော့သူကအဖြူလေးဆီလီကွန်ဆိုတော့ကျွန်တော်တို့ဟိုတုံ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 နဲ့ဆီလီကွန်ကိုပြောတာမဟုတ်ဘူး။ဒါ SI unit ပေါ့နော်။သဲသဲကိုပြောတာ။သဲဓာတုဗေဒဖွဲ့စည်းပုံ။အဲဒီကောင်ဘာလို့အုပ်ထားလဲဆိုတော့ဒီမှာအပူတွေစီးထွက်လာလို့ရှိရင်ဒီမှာစွတ်မယ်။ဝါကျိုးပျက်စီးတော့မှစိုးလို့ဒီကောင်တွေတုံးစင်ကာထားတာ။ဒီကောင်အပူကအပြင်းထန်ထွက်မှာ။နော်ဒါအပူအပူကိုကာဝယ်ထားတာပါ။အဲဒီလိုပုံစံမျိုးပါလေ။ ဖွဲ့စည်းပုံကဒါဒါလေးပါဘာမှ true true မဟုတ်ပါဘူးဒါဒါပေမဲ့ဒီဥစ္စာကဒီသဘောတရားကိုမသိထားလို့ဆိုလို့ရှိရင်မျက်စိရှုပ်နေလိမ့်မယ်နော်အဲ့ကျွန်တော်တို့နောက်တစ်ခုကြည့်လိုက်မယ်ဆိုရင်ဒါကမီးဖို့ပဲပေါ့အခုခေတ်မီးဖို့ပဲမှာဒါမျိုးတွေကိုအလုံးမိတ်ကွိုင်းထည့်သုံးလာတယ်အလုံးမိတ်ကွိုင်းတွေထည့်သုံးလာဒါတော့ open type ပေါ့ဒါလေးရရောက်ွက်တယ်မှာအလွယ်တကူတခွေကိုတစ်ထောင်နဲ့ဝယ်လို့ရပါသေးတယ်အဲ့တော့ဒီမှာကကျွန်တော်တို့ဒီဟာလေးကိုနည်းနည်းလေးအနီးကဆွေးနွေးလို့ရတယ်အဲ့တော့ပုံလေးတစ်ပုံကျွန်တော်တို့ဆွဲကြည့်မယ် အဲ့ဒီ quine ဆပေါ့ဒီထိတ်နေဆမှာ plus ဆွတ်ပြီးတော့ fade နဲ့ neutral နဲ့ချိန်တိုင်းဒီမိဖို့ quine ပူလာပြီဒါပဲဘာမှသူ့ရဲ့လုံဆောင်ချက်ကဘာမှ true true မဟုတ်ရိုးရိုးရှင်းရှင်းလေးသို့တော်တခါတလေကျွန်တော်တို့ကဒီ quine ကောင်းမကောင်းပေါ့ကျွန်တော်မီတာနဲ့ပေါ့ analog meter နဲ့အနီတန်နဲ့ထောက်တယ်ပြီးလို့ရှိရင်အနက်တန်နဲ့ဒီလိုခွာထောက်လိုက်တယ်မီတာကိုကြည့်လိုက်တယ်မီတာတက်လာပြီဆိုရင်ဒါကဒီ quine ကောင်းတယ်မီတာမတက်တော့ဘူးဘလို့ပဲ scale ကိုရွှေ့ရွှေ့မတက်တော့ဆိုရင်ဒီကောင်းမကောင်းတော့ဘူး ပြတ်သွားတာเนาะ coin ပြတ်သွားလို့ယူဆနိုင်တယ်အဲ့တော့ anemometer နဲ့ဘယ်လိုတိုင်းလဲဆိုတာတခြားသင်ခန်းစာတွေမှာဖြေရှင်းပေးထားပါတယ်နောက်တစ်ခုကျွန်တော်တို့ဒီ coin ပေါက်နေလားမပေါက်နေလားဆိုလိုချင်တာဘာကိုပြောတာလဲဆိုရင်နိုင်ငံလာထိနေလားလို့ပြောချင်တာเนาะနိုင်ငံလာထိနေလားဆိုတော့ဒါကိုပြောတာပါအဲ့တော့ဒီကောင်လေးကအပူရောက်မသိမသာကြွလာပြီးတော့ဒီတန်ကူတွေလာထိနေလားဆိုကျွန်တော်တို့ anemometer ကိုသုံးပြီးတခါလဲဆုံးဖြတ်လို့ရပါတယ် anemometer ဘယ်လိုသုံးမလဲ အနလောဂ်မီတာရဲ့ old scale ရှိတယ် old scale into tanky ရွှေ့ထားလိုက်ရတယ် into tanky မှာရွှေ့ထားတယ်ဘလို့တိုင်းတာရမလဲဆိုတော့လေပြရတဲ့သင်ခန်းစာရှိပါတယ်အဲ့တော့ဘလို့ထားရမလဲဆိုရင်ကျိုးတစကျိုးနှစ်စရှိတယ်အနလောဂ်မီတာကျိုးနှစ်စရှိတယ်ကြိုက်တဲ့ကျိုးတစကိုဒီထိပ်မှာထောက်လိုက်ဒါမှမဟုတ်ထိပ်မှာသွားထောက်လေရတယ်ဘယ်မှာထောက်တော့အတူတူပဲပြီးရင်နောက်တစကိုဒီကိုယ်တွေကိုချက်ရတယ်ချက်တယ်ဆိုတာ ်သူ့ product ထိအချုံလေးနဲ့လိုက်ပြီးချစ်ကြည့်ရချစ်တဲ့အကြောင်းရင်းကဘာလဲဆိုလို့ရှိရင်ဒီတိုင်းထိတာလည်းမတူဘူးတန်ကြီးတွေပါရှိနေတန်ကြီးပေါ်တော့ထောင်းမြင်ရက်စစ်မကူတော့ဒါကြောင့်ဒီပေါ်တော့ပြီးတော့နည်းနည်းလေးဟိုချစ်ဒီချစ်လုပ်လိုက်လို့ရှိရင်မီတာတက်လားမတက်လားကြည်မီတာရန်တက်လာရင်အဲ့ကောင်ဓာတ်လိုက်ပြီးမီတာရန်မတက်ဘူးဆိုဒါကောင်းတယ်ကိုယ်မပေါက်သေးဘူးလို့ခေါ်တာပေါ့နော်အရက်ထဲမှာဆိုရင်တော့